ကလကပပလာပြိုင်ပွဲကောင်းနေထုတ်ပယ်ခံရရတဲ့မက္ဆီကိုကလကလက်လီယွန်တဲ့ အားလုံးမင်္ဂလာပါနောက်ပိုင်းနှစ်ဒီမှာတက်ဆိုင်ရဘောလုံးအဖွဲ့အစည်းတွေကသူတို့ရဲ့ပြိုင်ပွဲတွေကိုပုံစံပြောင်းလဲပြီးတော့ကျင်းပလာခဲ့ပါတယ် UEFA ကလည်းသူတို့ရဲ့လောကပြိုင်ပွဲတွေကိုဒီနေ့ကနေစပြီးတော့အမှတ်ပေးလေးပုံစံနဲ့ကျင်းပလာခဲ့ပါတယ် FIFA ကလည်းသူတို့ရဲ့ကလပ်ကဘာဗလာပြိုင်ပွဲကိုယခုနှစ်ကနေစပြီးတော့ပုံစံတင်နေကျင်းပသွားတော့မှာဖြစ်ပါတယ်အရင်ကကလပ်ကဘာဗလာပြိုင်ပွဲကိုနှစ်ဆင့်ကျင်းပတာဖြစ်ပြီးတော့တိုက်ကြီးတွေရဲ့ချန်ပီယံအသင်း6ကင်းလောက်ပဲရှင်ပြိုင်ကြတာပါဒါပေမဲ့ပုံစံတင်မှာအသင်းရတောက်ကို32ကင်းနေတိုးမြင့်လိုက်ပြီးတော့အုပ်စုအဆင့်ပုံစံမျိုးနဲ့ကဘာဗလာလိုမျိုးကျင်းပသွားတော့ မှာဖြစ်ပါတယ်။အရင်လိုနှစ်ဆင်ကျင်းပတော့မှလည်းမဟုတ်ဘဲနဲ့လေးနှစ်တစ်ချိန်ပဲကျင်းပသွားတော့မှာပါ။ပထမဆုံးပုံစံစင်းနဲ့ကလကဘာဖလာပြိုင်ပွဲကြီးကတော့ဒါမင်းတော်25ခုနှစ်မှာအမေရိကန်နိုင်ငံကအေရှင်အင်းနဲ့လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။အေရှင်အသင်းအနေနဲ့မက်ဆီရဲ့အင်နာမိုင်ယာမီအသင်းကို FIFA ကတည်းကဖိတ်ကြားထားပါတယ်။ကလကဘာဖလာပြိုင်ပွဲအတွက်ဝင်ဝင်ရတဲ့အသင်းတွေလည်းပေါ်ထွက်ထားခဲ့ပြီးတော့အုပ်စုစစ်မဲခွဲမှုတွေလည်းပြုလုပ်ထားခဲ့ပါပြီ။ဒါပေမဲ့ပြိုင်ပွဲကျင်းပဖို့လာပိုင်းအလိုကြားမှာကလကဘာဖလာကနေထုတ်ပယ်ခံရတဲ့အသင်းတစ်သင်းရှိလာခဲ့ပါတယ်။အဲ့ဒီအသင်းကတော့မက်ဆီကိုကလပ်တစ်ခုဖြစ်တဲ့က လတ်လီယွန်အသင်းပဲဖြစ်ပါတယ်။သူတို့တင်ရတခြားပြိုင်ပွဲဝင်အသင်းနဲ့တင်နေပန်ရှင်တူနေခဲ့တာကြောင့်ပန်ရှင်တူအသင်းနဲ့တင်ကပြိုင်ပွဲတစ်ခုထဲမှာဝင်ရောက်ရှင်မြိုင်မှုမရှိတဲ့အတွက်ကလတ်လီယွန်အသင်းကိုထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ဒီအသင်းရဲ့နေရာမှာတခြားအသင်းနဲ့တင်နဲ့အစားထိုးသွားမှာဖြစ်ပြီးတော့ FIFA ကမချငယ်ကြီးညာတော့မယ်လို့သိရပါတယ်။ကလတ်လီယွန်အသင်းရဲ့နေရာမှာဘယ်အသင်းကိုအစားထိုးပြီးရှင်မြိုင်မှုပေးမလဲဆိုတာကိုပိတ်သက်တီကလည်းစိတ်ဝင်စားနေပါတယ်။တချို့သတင်းတွေမှာတော့အင်နာစာအသင်းကိုဖိတ်ခေါ်ပြီးတော့ဖိဂျီနိုရဲ့အပြိုင်မှုကိုပြန်လည်မြင်တွေ့ရအောင်ဆိုပြီးတော့စံနှုန်းရေးလာနိုင်တယ်ဆိုပြီးထင်ကြီးပေးနေပါတယ်။ဒါက ါပေမဲ့ sorry မှာ ambassador ပုံပြီးကဘာပလာမငွေနဲ့ထိုက်တန်နေတခြားအသင်းတွေရှိနေကြတာကြောင့်သူတို့ကတော့ဝင်ငွေပေးလိုက်မယ်ဆိုရင်ပြပန်မှုတွေထပ်ပေါ်လာနိုင်ပါတယ်။တချို့သောပရိသတ်တွေကလည်းမေဂျာလီယာအလီဂလက်ဆီအသင်းကိုဝင်ငွေပေးတတ်မယ်ဆိုပြီးထောက်ပြနေကြပါတယ်။အလီဂလက်ဆီအသင်းအရဆိုရင်မေဂျာလီ playoff final မှာ New York Red Bull အသင်းကိုနိုင်ယူပြီးတော့ပြီးခဲ့တဲ့ရာသီရဲ့ champion ဖြစ်သွားခဲ့တာပါ။ဒါမင်းဂျွန်လာမှာပုံစံသစ်နဲ့ပြောင်းလဲခြင်းပါတော့မယ်။ကလပ်ကဘာပလာဆိုရင်အရှေ့အမေရိကနိုင်ငံကကလပ်အသင်းအသင်းကိုဖိတ်ခေါ်ပြီးတော့ဝင်ငွေပေးတော့မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းကလပ်ကဘာပလာ မှာဝင်ဝင်ရတဲ့အသင်ကမေဂျာလိချန်ပီယံအယ်လီဂလစီအသင်မဟုတ်ခဲ့ပါဘူး။ FIFA ကတော့မက်ဆီရဲ့အင်နာမိုင်ယာမီအသင်ကိုပဲအရှင်အသင်းအနေနဲ့တိုက်ရိုက်ဖိတ်ကြားသွားခဲ့တာပါ။အင်နာမိုင်ယာမီအသင်ဟာမေဂျာလိပလေးအော့ဖ်စင်ထီရောက်ခဲ့ပေမဲ့အတ္တလနာအသင်ကိုရှုံးနေပြီးတော့ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။အင်နာမိုင်ယာမီအသင်ကပြီးခဲ့တဲ့ရာသီမှာစပိုတာရှီတစ်ခုတာရခဲ့ပြီးတော့ဒီချက်နဲ့ပဲ FIFA ကဖိတ်ခေါ်သွားတာပါ။ဒါကြောင့်လဲ FIFA ကမျက်နှာလိုက်တယ်ဆိုပြီးတော့ဝေဖန်သံတွေထပ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ယခုလိုပြိုင်ပွဲမှာအသင်းအသင်းလေးလက်သွားတဲ့အချိန်မှာတော့အယ်လီဂလစီကိုဖိတ်ခေါ်တဲ့နေဆိုပြီးပြိ က်တွေကလည်းထောက်ပြနေပါတယ်။အကြောင်း FIFA ဘယ်သင်းကိုအစားထိုးဝင်ခွင့်ပေးသွားမလဲဆိုတာဆက်လက်ဆောင်ကြည့်သွားမှာဖြစ်ပါတယ်။ဆောင်းမင်းကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။